ကာချစ်သူပရိသတ်ကြီးမင်္ဂလာပါဗျကျွန်တော် lucky လေးရဲ့ TV ရဲ့အစီအစဉ်လာပါပြီဒီနေ့မှပြောရမယ့်ဟာကတော့ဗျာကျွန်တော်နေ့တိုင်း6နှစ်ကျော်9နှစ်လောက်သုံးနေတဲ့ဒီ DA7 ကမီးလောင်တဲ့ကိစ္စကိုကျွန်တော်ပြောချင်တာဒါငကိုတဲ့ကလည်းကျွန်တော်ဒီ program ရွေချက်ကဒါကားသုံးနေတဲ့လူတွေရှင်အန်နေရဲ့လူအန်နေရဲ့ကင်းရှင်းအောင်ပေါ့နော်ကောင်းကောင်းမွန်မွန်အမြဲတမ်းသွာလာနိုင်နေအောင်ရေရှည်သုံးလို့ရအောင်ဆက်ပစ္စည်းတွေကိုထိမ့်သိမ်းတဲ့ဟာမျိုးဆိုတော့ ျွန်တော် program နဲ့လည်းကိုက်တဲ့ဟာမျိုးမလို့ကျွန်တော်ကပြောပြပေးတာအဓိကဗျာကျွန်တော်တို့ဒါမော်တော်ယာဉ်ဆိုတာလည်း73ယာဉ်ပေါ့73ယာဉ်ဆိုကြတဲ့ဆက်ပစ္စည်းပဲဆက်ပစ္စည်းဆိုတာကတော့ဒါကျွန်တော်တို့တရုတ်ကထုတ်တာပဲဖြစ်ဖြစ်ဂျာမနီကထုတ်တာပဲဖြစ်ဖြစ်ဂျပန်ကထုတ်တာပဲဖြစ်ဖြစ်ပြုမြင်ထိမ့်သိမ့်ပြီးတော့ရေရှည်အသုံးခံအောင်ဂယူးဆိုင်ထားမျိုးမရှိဘူးဆိုရင်ဒါဒီလိုမျိုးမီးလောင်တာတို့ပျက်စီးဆုံးရှုံးတာတို့မမျော်လင့်နဲ့ပေါ့နော်ဒါအကြီးစားဆုံးရှုံးမှုတွေဆိုတာဖြစ်တတ်တယ် ဒါဒီအမျိုးအစားမှဖြစ်တယ်လို့လာပြောလို့တော့မရဘူး။အရင်ကဆိုလဲဒါမင်းဂျပန်စစ်စစ်တိုတာပရိုပေါ့စီမီးလောင်လို့ဈေးကြတာတွေပိုင်းတောင်ဖြစ်ဘူးသေးတယ်။ဒီဝယ်ရောင်းလောကမှာပေါ့နော်။ဘာလို့လဲဆိုတော့ဒါသူ့ပြဿနာကျွန်တော်ပြောဘူးတဲ့ program ထဲမှာရှိပါတယ်။စီပြန်ဘူးပေါ့။စီပြန်ဘူးကအိဇောပိုက်အပေါ်မှာရှိနေတော့ဒါအင်ဂျင်ကမ်းမှာဆိုရင်လေအပူနဲ့စီနဲ့တွေ့ရတဲ့အခါရောက်ရင်မီးလောင်တာမျိုးတွေကဖြစ်တတ်တယ်။အဲဒီအခါရောက်တော့ဒါဆက်ပစ္စည်းဆိုရင်ကျွန်တော်တို့တွက်ထားမှာကိုထင်းထင်းသိမ်းသိမ်းမလုပ်ဘူးဆိုလို့ရှိရင်ဒါအချိန်မြွေးအန်ရယ်ပေးနိုင်တယ်လို့တွက်ထားတဲ့ ကဲအခုကျွန်တော်ဟုတ်ပြီဒီ DA7 ဖြစ်တဲ့ကိစ္စမှာဘာကြောင့်ဖြစ်နိုင်လဲဆိုတာကိုကျွန်တော်မှန်းကြည့်အောင်။ तू ကကျွန်တော်အထင်တော့အတွင်းကမီးလောင်တာလားအင်ဂျင်ကမီးလောင်တာလားကိုကျွန်တော်စတွေးရမယ်။စီတိုင်ကြီးတော့မဖြစ်နိုင်ဘူး။စီတိုင်ကြီးဆိုရင်တော့လုံးဝပွင့်ထွက်သွားမှာလူပြေးဖို့အချိန်တောင်ရလိုက်မှာမဟုတ်ဘူး။ဒါမျိုးလှိုက်ပြီးလောင်နေဆိုရင်တော့များသောအားဖြင့်တော့အတွင်းကဖြစ်နိုင်တယ်။ကဲ အတွင်းကမ်းမှာတော့ဘယ်လိုဟာမျိုးကြောယူဆိုင်တင်လဲဆိုတာချက်ကြည့်မယ်အတွင်းကမ်းဆိုရင်တော့ wiring ပေါ့ wiring ဆိုရင်တော့ electric နဲ့ပတ်သက်သမျှအကုန်လုံးရဲ့အသက်ဒီ fuse ပဲဒီ fuse အုံကိုကျွန်တော်တို့အထဲမှာ quality ကောင်းတဲ့ fuse တွေကိုသုံးတင်တယ်ဘာလို့လဲဆိုတော့ဒီထဲမှာထည့်ထားသမျှလျှက်စစ်ပစ္စည်းတိုင်းက fuse ကိုခံပြီးတော့မှကျွန်တော်တို့ကဒီသူ့ operation က run တာပေါ့အာကျွန်တော်တို့ကားတွေရထုံးတယ်မှာပေါ့မီးတစ်လုံးကျုံးပြီဆိုရင်ကျွန်တော်တို့ကြမ်းတဲ့မီးတွေကပါမှိတ်တုံမှိတ်တုံဖြစ်တတ်တယ် ဲ့ဒါမျိုးသတိမထားမိတဲ့အချိန်မှာဒါမျိုး wiring error ဆိုတာဖြစ်တတ်တယ်အခုဒီမှာဆိုရင်ဒါဖြစ်နိုင်တာကျွန်တော်တို့ဒီကောင်ကထိုင်းကုန်းအပူ system ပါတယ်အေးမဟုတ်အပူအဲ့ဒီဟာဆိုတော့ထိုင်းကုန်းအပူခလုတ်ကိုအမြဲတမ်းဖွင့်ထားမိသလားပေါ့နော်အပူကိုအလုံးလုံးခိုင်းပြီဆိုကြရအပူ꽌အလုံးလုံးမယ်ဒါအပူ꽌ဆိုတာအရင်အနေများသွားကြီးအပူ꽌အလုံးလုံးမယ်မော်တာအလုံးလုံးမယ်အဲ့နောက်ခုကကိုပြန်မပိတ်ထားမိဘူးဆိုရင်ကြာရင်ဟိတက်ပြီးမီးလောင်တာမျိုးဖြစ်နိုင်တယ်ဒါတစ်ချက်ပေါ့ကျွန်တော်တွေ့ကြည့်တာပေါ့ အဲဒုတိယတစ်ချက်ကကျတော့ဘာဖြစ်နိုင်လဲဆိုတော့ဆောနာကျွန်တော်ပြောရဲ fuse မီးထက်ဆင်မယ်မီးထက်ဖြည့်မယ်ပေါ့အဲ့လိုမျိုးဆိုရင်အကြတော့ကျွန်တော်အကြံပေးတာကတော့ဒါတကယ်ကျွမ်းကျင်တဲ့ mechanic ပေါ့နော် technician နဲ့ UCB လုပ်တဲ့လုပ်ငန်းမျိုးဟာမျိုးမှာတွားပြီးတော့မှမီးတွေဆင်တာဒီ fuse ခံလာဘာလားဆိုတော့ကျွန်တော်မေးသင့်တယ်ဘာလို့လဲဆိုတော့ fuse ကနေပဲအခု guide စီလုံးမီးလောင်တဲ့အထိကိုဖြတ်သွားနိုင်တယ်ကျွန်တော်တို့ဗျာဒီထိုင်ကုန် control boost တွေဘာတွေရလဲဂယူးဆက်ရမယ်ဗျဒီကောင်းနေရာလဲ fuse နဲ့ဒါတိုင်းချိန်တိုင်းမီးဆိုတော့ဒါအန္တရာယ်များတယ်ဒါကကျွန်တော်တို့ဒီကားမှာမမဟုတ်ဘူးထိုင်ကုန်မော်တာပါတဲ့ carbon မောင်းမြောင်များစွာမှာလဲကျွန်တော် fuse နဲ့ပတ်သက်တာကိုဂယူးဆိုက်တဲ့နဲ့ကဲဒါကတော့ car drain ကနေပတ်သက်တာပေါ့ car engine ကမှာဘယ်လိုမျိုးရှိနိုင်လဲဆိုတော့ကျွန်တော်ချက်လေးလာကြည့်အောင် engine type စီလောက်ဟာလို့ကျွန်တော်တို့ c စိတ်နဲ့ c ရိုးတယ်ဆိုရင်တော့မှတောင်းတောင်းမီးရမပွင့်နိုင် c ပြန်ဘူးမဟုတ်ရင်ဒီလိုမျိုး da7 လိုမျိုး model အမြင့်ကားကြတော့ c ပြန်ဘူးတွေပါလေ तू ကတက်တက်ရရနဲ့ပဲအကုန်လုံးကိုလုတ်တယ် အကုန်ဖရင်ကြရတာနဲ့ဘယ်နေရာမှာမီးသွားပွင့်နိုင်လဲဆိုပြီးအဖြေရှာတော့အင်ဂျင်ဝိုင်လဲတဲ့အခါမှာလဲတဲ့အင်ဂျင်ဝိုင်ဖစ်တာဘူးအဲ့ဒီကောင်ကဒိန်ဂျာအဝိုင်းစီးရောက်ကိုကျစ်နေအောင်မကြက်လိုက်ဘူးဆိုရင်ကျွန်တော်တို့ပရက်ရှာပေါ့အင်ဂျင်ကိုပရက်ရှာထည့်ပြီးအင်ဂျင်ရန်တဲ့အချိန်ရောက်အဲ့ဒီကောင်ကအဲ့အခါမှာပွင့်ထွက်တာတို့ပြုတ်ထွက်တာတို့ဖြစ်တယ်အဲ့အချိန်မှာကြာရင်တော့ဒါလာပြီဘာလို့လဲဆိုတော့သူ့အောက်မှာအိတ်စောပိုက်နဲ့နီနီလေးကိုစီအပူရယ်စီရလဲအပူပေးထားမယ်အင်ဂျင်ထဲမှာအောက်ကိုပွင့်ပြီး SC တွေကကြားတဲ့အချိန်မှာအင်ဂျင်ဒီကျွန်တော်တို့အိတ်စောပိုက်ကလည်းပူပြီး ဲ့ဒီကောင်ပေါ်သွားကြရင်တော့ဒါကျိန်းတယ်မီးလောင်တယ်ဒီ A7 မှမဟုတ်ဘူးဘယ်ကားလာလာဒီ era မျိုးပါလာခဲ့အင်ဂျင်ကမီးလောင်နေဆိုတာကိစ္စကိုဖြစ်နိုင်တယ်ကဲအဲ့တော့ကားနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာပေါ့နော်ဘ ഹു သူတာပေါင်းမြောင်များစွာကိုတင်ပေးနေတဲ့ကျွန်တော် lucky လေးရဲ့ TBL channel ရှိတဲ့ video ကိုလည်း follow လုပ်ဖို့မမေ့ကြနိုင်ဘူးဗျဒါပစ္စည်းဆုံးရှုံးသွားရင်ညီမလေးလည်းအမြန်ဆုံးအဆင်ပြေပါစေလို့ဆုတောင်းပေးပါရနော်ကားချစ်သူတွေအားလုံးလည်းဒါကျွန်တော်တို့ဘေးရန်နေရဲ့ကင်းကင်းနဲ့ကိုလိုရာခီးကိုသွားနိုင်ပါစေလို့ဆုတောင်းပေးပါရယ်ဗျာအားလုံးပဲရှင်လန်းချမ်းမြေပါစေ